ခေါ်ဆိုခဲ့အင်းဟိုနဲ့အဖွားကလည်းတကယ်ဟိုဟိုစိတ်ထားလေးကြီးကောင်းနေအဲပေးချင်ကန်းချင်စိတ်ရှိတယ်ပေါ့နော်အဲ့ဒါတွေကြောင့်မလို့တို့အခုဆိုလို့ရှိရင်တို့ surprise အနေနဲ့ပေါ့ surprise အနေနဲ့တို့အတွက်တနှစ်စာအိမ်ငှားပေးလိုက်တယ်ဟုတ်ပါဘူးဘိုးဘွားအကုန်လုံးနေဖို့ဒီအိမ်လေးငှားပေးထားတယ်တနှစ်စာ ကျွန်တော်တို့ကလေအခုအဟွာပေါ့နော်ငလျင်အတွက်ဆိုပြီးတော့တိန်ငါးတောင်ဆိုပြီးတော့မတီထားတာပေါ့နော်အဲ့ဒီငလျင်အတွက်လှူရင်းကနေပြီးတော့ငလျင်အတွက်လှူတဲ့လှူရင်းကနေပြီးတော့ပေါ့နော်ဂျန်နဲ့ဟိုတကယ်လိုအပ်တဲ့မိဘပြည်သူတွေကိုတွေ့ရင်လည်းဇက်တိုက်လှူနေတာပေါ့နော်ဒါပါလို့ထင်တယ်ဈေးဈေးပါဈေးပါပုံစံနော်သမီးကရှမ်းခောက်ဆွဲရောင်းချင်တာဆိုအဲအဲ့ဒါရှမ်းခောက်ဆွဲရောင်းဖို့ပစ္စည်းအစုံလင်းသမီးလားသမီးအတွက်ပေါ့ အန်တီကတော့ WPP ဆွေပါအဲဒီထာဝရဝိန်းစိန်ကုမ္ပဏီရဲ့ CEO ပါဟုတ်ကဲ့ကျွန်တော်ကတော့အာကိုအောင်ကျော်မို့ပါကျွန်တော် Chief Commerce Officer နေကျွန်တော်တောင်းတန်းဆောင်နေဖြစ်ပါတယ်အဓိကကျွန်တော်တို့ကလေပြည်နာမျိုးကံဟိုမျိုးကံနေမဟုတ်တာကြောင့်မို့လေအဓိကဒီကျွန်တော်တို့ကိုကူညီပံ့ပိုးပေးရဲ့ကျွန်တော်အဖေရဲ့ မိတ်ဆွေပြင်မနာမိတ်ဆွေအားလုံးလည်းကျွန်တော်ကျေးဇူးတင်ပြောပါရစေ။ဘာလို့လဲဆိုတော့တို့တာမရှိဘူးဆိုရင်ကျွန်တော်တို့လည်းဒီနေရာကိုရှာတွေ့အောင်ဟောပါတို့တို့မိတ်ဆွေတွေကအာမိတ်ဆွေတွေကျွန်တော်တို့ရှာပြီးလို့ကျွန်တော်ဒီနေရာကိုအဲဒီနေရာလည်းဒီနေရာကိုမှစိုက်ဖုံးပြတယ်ဖြစ်ပါတယ်ဗျာဟုတ်ကဲ့ဟုတ်အစီအစဉ်ကတော့ရှိတယ်သမီးဒါကတော့ဖွင့်သွားမှာပေါ့နော်ဒါပေမဲ့အခုအချိန်နေရအားလုံးလည်းချက်သေးနေတဲ့အချိန်ဆိုတော့လေအနီတော့လောလောဆယ်တော့ဆိုင်အစ်စ်တော့မဖွင့်သေးပေါ့နော်ဒီဆိုင်ကလည်းဟိုဟိုပြင်မနာဆိုင်လေးကပိတ်ထားတယ်အဲဒီကြားထဲမှာဟိုကစတမာတွေနဲ့လည်းပြန်ပြီးတော့ထိတွေ့ခြင်းန နေပေါ့နော်အဲ့ဒါကြောင့်မလို့ဒီလိုပွဲလေးလဲလှုပ်ဖြစ်သွားတာပါ ကျွန်တော်တို့ကလေအခုအဟွာပေါ့နော်ငလျင်အတွက်ဆိုပြီးတော့တင်ကားတော်ဆိုပြီးတော့မတိထားတာပေါ့နော်အဲ့ဒီငလျင်အတွက်လှူရင်းကနေပြီးတော့ငလျင်အတွက်လှူတဲ့လှူရင်းကနေပြီးတော့ပေါ့နော်ဂျန်နဲ့ဟိုတကယ်လိုအပ်တဲ့မိဘပြည်သူတွေကိုတွေ့ရင်လည်းဇတိုက်လှူနေတာပေါ့နော်အဲ့တော့အဲ့ဒီဟိုအဲ့ဒီလမ်းမှာတစ်ခေါက်ကျတော့အဲ့ဒီအဖိုးနဲ့အဖွားကိုတွေ့တာပေါ့နော်အဖိုးနဲ့အဖွားကိုတွေ့တော့ဖိုးဘွားနေရာလေးကတော့ဟိုကျူးနေရာလေးဖြစ်နေတာပေါ့နော်ကျူးနေရာဖြစ်နေတဲ့အခါကျတော့အနီတို့ကပထမတော့ကတော့စဉ်းစားလာကဟိုကကိုကစံတို့ပဲတို့အဝတ်အစားတို့ပေါ့နော်ချင်းနာ ောင်တို့ဒါမျိုးတွေပေါ့နော်အဲ့ဒါလေးတွေကိုပဲလှူမယ်လို့စိတ်ကူးထားတာပေါ့နော်ပထမတော့ဒါပေမဲ့တွေးတဲ့အခါမှာအဖိုးနဲ့အဖွားကလည်းတကယ်ဟိုဟိုစိတ်ထားလေးတွေကောင်းတယ်ပေးကျင်ကမ်းကျင်စိတ်ရှိတယ်ပေါ့နော်ဟိုသူတို့မှမရှိပေမဲ့လည်းသူတို့ကပေးကျင်တာပေးကျင်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ကိုကကိုဘက်ကမေတ္တာတက်ဝင်သွားတာပေါ့နော်မေတ္တာတက်ဝင်သွားတော့သူတို့တက်ဘာလို့ပေးနိုင်မလဲအကောင်းဆုံးဘာလို့ပေးနိုင်မလဲဆိုတာစဉ်းစားတာပေါ့နော်နာဒါပါလို့ရှင်ပဲအမေ Mà tiêu rồi ဲ့ဒါအတွက်ကြောင့်မလို့သူတို့အခုဆိုလို့ရှိရင်သူတို့ surprise အနေနဲ့ပေါ့ surprise အနေနဲ့သူတို့အတွက်တနှစ်စာအိမ်ငှားပေးလိုက်တယ်အဲနောက်ပြီးတော့သမီးလေးသူ့သမီးလေးကလည်းသူ့သမီးလေးကရှမ်းခေါက်ဆွဲလှုပ်ရှားတတ်တယ်ပေါ့နော်လှုပ်တတ်တယ်ပေါ့အရင်ကဆိုရင်ရှမ်းခေါက်ဆွဲလှုပ်ရောင်းနေပေါ့အခုတော့အရင်နည်းမရှိတော့လို့သူတို့ကအခုကဟိုအဝိရှော်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကြောင့်မလို့သူလည်းတန်းတောင်းတတ်တာအဆင်ပြေသွားအောင်သူကမိဘတွေလှုပ်ကျွေးနေတဲ့သားသမီးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အန်ဒီလိုလည်းပို့ပြီးတော့ထောက်ပံ့နေတာပေါ့အဲ့တော့သူ့အတွက်ရှမ်းခေါက်ဆွဲလှဲလေးနဲ့အကုန်လုံးအဆင်သင့်ပေါ့အဆတ်ဆအရာရာပေါ့နော်အဆင်ပြေအောင် ောင်လို့စီစဉ်ပေးဖြစ်တယ်သူတို့လည်းအယံဝမ်းသာကြတယ်အဖိုးရောအဖွာရောမျက်ရည်တွေကျလို့သမီးကလည်းအရင်ကတကယ်ကနှုတ်အေးတဲ့ကလေးပေါ့နော်အဲ့အဲ့ဒီမျိုးသမီးလေးကဒါမဲ့သူကိုယ်တိုင်ကလည်းအရန်ဝမ်းသာတယ်ပေါ့နော်သူကဒါကဒါကတော့နမိတ်တွေပါလို့ပြောရမလား तू ကပြောတယ်အင်းနဲ့အဲ့ဒီမတိုင်ခင်နဲ့ကျမလေးတဲ့အိမ်မက်မက်တဲ့တဲ့ခေါင်းကနေပြီးတော့တဲ့ကျမမာတဲ့လောက်တွေအများကြီးထွက်လာတယ်တဲ့ဗမာယူဆရတဲ့လောက်ထွက်ရင် လက်ကောင်းနေပေါ့နော်အဲ့လိုပြောရဲပေါ့သူကလည်းအရန်ဝမ်းသာနေသူကသမီးလေးနှစ်ယောက်ရှိတယ်သမီးလေးနှစ်ယောက်လည်းအဲចောင်းတက်ဖို့အဲ့တော့နော်အန်ဒီလိုထောက်ပံ့ပေးလိုက်တယ်ပေါ့နော်တက်တော်ရအစားအရာအကုန်စင်ပြင်ဆင်ပေးလာတာကလေးတွေအတွက်ကောဝယ်စားတယ်ဟိုပါလေမိတ်တမောင်အမင်းတွေကိုရိုင်းဆိုင်